သနာကျမ်းစနစ်ခန်းငယ်1ထပ်တော့မဖတ်တော့ဘူးเนาะကျွန်တော်တို့ခကြီးကအရင်ပြောင်းလဲမြန်နေရွေးချယ်စရာအရင်များရဲ့အထဲမှာကျွန်တော်တို့ဘာတွေရွေးချယ်နေမလဲကျွန်တော်တို့ဘာတွေတိထားလဲအဲဆောနာတရားဟောသွားတာလေယောသတ်အကြောင်းပြောရတယ်ယောသတ်ရဲ့ဘဝမှာလေဖျားသခင်နဲ့သူအချိန်ယူတယ်စကားပြောတယ်ဆိုတာကျမ်းစာထဲမှာပါလားဟမ်ယောကျမ်းစာထဲကယောသတ်သူ့ဖျားဘယ်သူလဲသိလားယာကုပ်ဟုတ်ပြီယောသတ်ရဲ့တက်တာမှာကျွန်တော်ကျမ်းစာတေချာဖတ်ကြည့်မယ်ဆိုရင်ကျွန်တော်စာလံ39ကနေ တွေးလို့ရတယ်သူ့ဘဝတက်တာမှာဖျားသခင်အတူပါရှိတယ်လို့ဖျားသခင်ကသူ့စကားပြောတယ်လို့ပဲအဲ့လောက်ပဲပါဒါမဲ့သူကိုနှာရဖျားသခင်ကိုအချိန်ယူတယ်ဖျားသခင်နဲ့အဲ့လိုမျိုးမိသားဟာရဖွဲ့ရဲဆိုတော့တိတ်မရှိဘူးဒါမဲ့သူ့အတ္တကြည့်မယ်ဆိုရင်သူဘာတိထားလဲဆိုတာတိတာတယ်သူ့ဘဝမှာစုံစမ်းနောက်ဆက်ခြင်းနဲ့အများကြီးကြုံနေပေမဲ့လည်းသူ့ရဲ့ရွေးချယ်မှုတွေကသူကိုနှာရဘာတွေတိထားလဲသူ့ရဲ့အแทမှာဘာရှိလဲဆိုတာကိုသူ့ရဲ့အတ္တကိုကြည့်ရတယ်ကျွန်တော်ဘာလို့လို့ရလဲတိလို့ရတယ် စုံစမ်းနောက်ချက် body farming မှာရယ်စုံစမ်းနောက်ချက်ချင်းနေလဲသူတကြိမ်တည်းမဟုတ်ဘူးเนาะ39အခန်းငယ်9ကနေ17ထို့နောက်မှသခင်ဤမယားသည်ယောသတ်ကိုတတ်တတ်သောစိတ်ရှိ၍ငါနဲ့အတူအိပ်ပါဟုဆို၏ယောသတ်ကလည်းကျွန်တော်သခင်သည်အိမ်တော်၌ရှိသမျှသောဥစ္စာတို့ကိုကျွန်တော်လက်တော့အပ်ပါပြီကျွန်တော်၌အဘယ်ဥစ္စာရှိမှန်းကိုမြမတိမမှတ်ပါဤအိမ်တွင်လည်းကျွန်တော်ထက်သာ၍ကြီးသောသူ မရှိပါကိုမယားဖြစ်သောသခင်မှမှတပါဘယ်အရာကိုမှ ကျွန်ုပ်အားမမြစ်တာပါ တို့ဖြစ်လေအပြစ်ကြီးသောဤအမှုကိုကျွန်တော်ပြု၍ဘုရားသခင်ကိုအဘယ်သို့ပြစ်မှားနိုင်သနည်းဟုသခင်ဤမယားကိုညင်း၍ဆိုတော်ပြန်ဆို၏ထိုတို့သခင်မသည် နေတိုင်းသွေးဆောင်တော်လဲယောသက်သည်သူဤစကားကိုနားမထောင်သူနဲ့အတူအိတ်ချင်းနေချင်းအမှုကိုရှောင်လေ၏သခင်မသည် နေတိုင်းသွေးဆောင်ဖျားယောင်းတယ်မှန်ရဲ့နော်နေတိုင်းအဲ့လိုကြီးကြုံနေရတယ်လေသူ့ဘဝပြန်စစ်စားကြည့်မယ်ဆိုလူငယ်နေနဲ့ကျွန်တော်ပြန်စစ်စားကြည့်မယ်ဆိုပျော်စရာကောင်းတယ်နော်ဒါမဲ့လည်း ယောသန်ရဲ့အတ္တမှာသူ့ရဲ့အထဲမှာရှိနေတဲ့ဖျားကို तू ဘာဖြစ်လို့ဒီလိုအပြစ်မျိုး तू ကျူးလွန်ရမလဲဆိုပြီးတော့ तू ပြောရတဲ့စကားလေးကဟုတ်တယ်နော်အကေ၍ယောသန်ရဲ့အတ္တမှာဖျားသခင်မရှိဘူးဆိုရင်တစ်ချိန်မဟုတ်ဘူးနှစ်ချိန်မဟုတ်ဘူးနေတိုင်းဒီမှာတော့ကျန်စာထဲမှာတော့နေတိုင်းလို့ပြောတယ်ဒါမဲ့တကယ်အပြစ်မှာဘယ်နေရဖြစ်မလဲယောသန်ရဲ့အတ္တမှာဒီမှာ तू တမူးကြီးရဲ့အိမ်မှာ तू အကြိုက်အလုံးလို့လုပ်ခဲ့တယ်အဲ့ဒါဆိုတော့ तू ဘယ်နှစ်နှစ်လောက်ဒီပြဿနာကို तू အမြဲတမ်းညှင်းဆန်နေနိုင်လဲကျွန်တော်ဘဝမှာရောတငယ်ချင်းကလာပါ ကျွန်တော်တကယ်ချင်းတရားဆိုနာမည်တော့မပြောတော့ဘူး။တခါတလေကျရင်အဲ့လိုအရန်လာစီဂျွန်လုံးလို့မင်းဘာစားစားရတယ်။ဒီနေ့လည်းလာခေါ်တယ်နာမည်တော့မပြောတော့ဘူး။မင်းဘာစားစားရတယ်။ဘာလုပ်ချင်လဲအကုန်ရတယ်။လာခဲ့ဆိုပြီးတော့အဲ့လိုမျိုးခေါ်လာတယ်ပါရှိတယ်။ပြောချင်တာခင်မင်းနဲ့တော့ကြောင့်ကျွန်တော်တို့အဲ့လိုမဟုတ်တာကြီးလုပ်ဖို့မကောင်းတာကြီးလုပ်ဖို့အရန်ဆွဲဆောင်မှုတွေကအရန်များတယ်။တစ်ခေါက်ဆိုရင်တော့ငင်းနိုင်တယ်လေ။ तू နောက်တစ်ခေါက်ထပ်မခေါ်လို့နောက်တစ်ခေါက်ထပ်ခေါ်ရင်ကျွန်တော်သွားတော့မလို့ပဲ။ဆိုတော့ကျွန်တော်ပြောချင်တာကျွန်တော်လူအနေနဲ့လူသားအနေနဲ့ကြတော့ သုံးလေးခေါက်လောက်ပြောလိုက်ရင်စိတ်ကလေးကပါရင်လာဟုတ်တယ်နော်ဖြားเจ้าမသွားတဲ့ငါတို့ဘောလုံးလေးသွားကန်ရအောင်ဆိုအော်အော်ဆိုတခါပဲမလိုဘူးသူကဆိုတော့ပြောချင်တာကကျွန်တော်တို့အထဲမှာဘာတကယ်ရှိလဲဖျားတကယ်ရှိတဲ့အတ္တတာကရောသက်ရဲ့အတ္တတာဒီဟာလေးကအတူယူစရာလေးနေတိုင်းဖျားရအောင်အသွေးဆောင်ခြင်းကိုသူနေတိုင်းညှင်းဆန်တယ်နောက်တစ်ယောက်ကြောင်းပြောရအောင်ကျန်းစာရင်ဖတ်မယ်ကျန်းစာဖတ်ပြီးတော့တည့်ရသူကိုကျွန်တော်အာနာမည်တော့ကျွန်တော်မပြောတော့ဘူးနော်အเจ้าမူကား ရိတ်တရီယူ၍ဖွားမြင့်လက်တန့်သောသားယောက်ကြားသည်အံအံအံအဲ့ဒါတော့မဖတ်တော့ဘူးအမိဝန်ထဲမှစ၍ဖျားသခင်၏နာဇရီလူဖြစ်ရလိမ့်မည်သူဒီကဣသီလအမျိုးကိုဖိလိတိလူတို့လက်မှကယ်နှုတ်ဆပြုလိမ့်မည်ဟုဆို၏တဲ့အဲ့ဘသူလဲရှမ်ဆုံရဲ့တတ်တာမှာဒီမှာကြည့်ရအောင်ပရိတ်တရီယူ၍ဖွားမြင့်လက်တန့်သောသားယောက်ကြားသည်သဘင်ရိတ်ချင်းကိုမခံမဲအမိဝန်ထဲမှဖျားသခင်နာဇရီသူမမွေးခင်ကလေးကဖျားသခင်ကသူ့ရွေးနှုတ်တယ်ကျွန်တော်တငယ်ချင်းတွေမှာရောအဲ့လိုမျိုးကြားဘူးလား မမွေးခင်ကလေးကဒီတယောက်ကဘုရားသခင်ရွေးနှုတ်ထားတဲ့လူယောဟန်လည်းရှိရယ်နော်မို့တို့တငယ်ချင်းဒီအပြင်လောကမှာကျွန်တော်ကြားဘူးလားအဲ့လိုကျွန်တော်အတိုင်းဝိုင်းနေထဲမှာတငယ်ချင်းနေထဲမှာတက်တက်ခန္ဓာတို့ပါတို့ဒီတယောက်ကဘုရားပေးထားတဲ့လူတရားသူကြီးမှတ်စာခန်းကြီး73အစပိုင်းကနေပြန်ကြည့်မယ်ဆိုရင်တကယ်တမ်းဆိုရှမ်ဆုံရဲ့အမေကမြုံနေရမြုံနေရဲ့သားနဲ့ဘုရားသခင်ကောင်းကြီးကြောင့်သူ့ရဲ့အမေတော်မှမြုံနေတဲ့အမေတော်မှမိဖွားခွင့်ရခဲ့တယ်။သူမွေးလာတာနဲ့ကိုကောင်းကြီးနဲ့မွေးလာတာလေသူ သူ့ရဲ့ဘဝကြီးကတကယ်တမ်းဆိုရင်မမွေးခင်ကလေးကဘုရားသခင်ကယွင်းနှုတ်ချင်းခံနာရတဲ့လူသူ့ရဲ့ဘဝကြီးကတကယ်တမ်းဆိုရင်ဆက်သွားမယ်ဆိုရင်အအရွယ်တွေရောက်လာတယ်မိမတွေယူလာတယ်မိမမယူခင်ကလေးကရှမ်ဆုံကပြဿနာနဲ့အဲ့လိုဘုရားသခင်ယွင်းနှုတ်ထားတဲ့လူဖြစ်ရသားနဲ့သူ့ရဲ့ယွေးချယ်မှုတွေကပထမဆုံးရှမ်ဆုံမှားတဲ့အမှားကဘာလဲသိလားဆက်လေးထဲမှာရှိရသူ့ရဲ့သူနဲ့မတူတဲ့တပါးတီးသောအမျိုးသမီးဖိလတိလူအမျိုးသမီးအဲ့ဒီတယောက်ကိုသူယူရှင်တယ်လို့ပြောတယ် တကယ်ဆိုရှမ်ဆောင်ကသူ့မွေးခင်ကလေးကသူ့မိဘတွေက "तू ကဘယ်လိုဘယ်လိုလုပ်ရမလဲ၊ဘာကြီးလုပ်ရမလဲ"ဆိုတာညွှန်ကြားချက်ရှိပြီးသား။ဒါပေမဲ့ရှမ်ဆောင်ကအဲ့ဒီရေထဲကနေစပြီးတော့သူ့ရဲ့ရွေးချယ်မှုတွေကဘုရားသခင်ရဲ့အသုံးပြုခြင်းလက်ခံရခံလာရတဲ့အခါမှာသူ့ရဲ့ရွေးချယ်မှုတွေကဘုရားသခင်ရဲ့ညွှန်ကြားချက်တွေကို तू မေ့လိုက်။တပားအမျိုးသမီးတွေကို तू ယူတယ်။ယူလာတော့မှသူတို့ရဲ့ဟိုဘက်တပားအမျိုးသမီးတွေရဲ့သူတို့ရဲ့ဘယ်လိုပြောလဲထုံနှန်းဆင်လာရအရက်တေစာတောက်စားခြင်းတွေမှာ तू သွားတယ်။တကယ်ဆိုဘုရားသခင်ကမတောက်နဲ့လို့ပြောတဲ့အရာပေါ်မှာ तू မတောက်ဘဲနဲ့ तू နေခဲ့မယ်ဆိုရင် အဲ့ဒီပွဲတွေမှာ तू မသွားခဲ့မယ်ဆိုရင်သူ့ရဲ့ရွေးချယ်တဲ့အမျိုးသမီးကအဲ့လိုမျိုးလူမျိုးမဟုတ်ခဲ့ဘူးဆိုရင်ကျွန်တော်နောက်ပိုင်းသိရတိုင်းပဲဒလိုင်လာကသူ့ရဲ့ဖျားယောင်းသွေးဆောင်ခြင်းတွေ तू ခံရတယ်စပင်းနေညက်စပင်းသူ့စပင်းနေဟောမညက်နဲ့လို့ပြောရတဲ့စပင်းနေလဲသူညက်ညက်လိုက်ရတယ်ပြောရဆိုအဲ့အချိန်မှာချမ်ဆွန်ကအားလုံးတည့်ရတိုင်းပဲလူပနေရောက်ဘာနဲ့တတ်တာလဲမြီးမေယိုမြီးမေယိုတည့်ရမို့လားမြီးဆိုတာဟောမြင်းနဲ့တူတယ်မြင်းတရံပဲအပုလေးအဲ့ဒီဟာလေးနေ ူလူအယောက်တစ်ထောင်လွယ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 ်လေးနဲ့တတ်လိုက်တာနော်စဉ်းစားကြည့်အောင်ကျွန်တော်ဒီခေတ်မှာဆိုရင်လက်မောင်းလဲတာအရန်ဝါသနာပါကြရကျွန်တော်ထားချောင်းထဲမှာဆိုရင်ဟိုတစ်ခေါက်လဲရဆိုခုံနေပါကြိုးဝါဘူးတယ်နော်ရှမ်ဆုံအနေနဲ့သူအဲ့မြီးယိုးလေးနဲ့တောင်သူလူအယောက်တစ်ထောင်အလွယ်တကူနဲ့တတ်နိုင်တယ်အဲ့ဒီလူကသူ့ရဲ့နောက်ဆုံးချိန်မှာလူတွေကသူ့ဘာလုပ်ကြလဲဒရွေထွေးပြီးပြည့်ရပြူးကြတယ်ဟုတ်တယ်နော်ဒီ၁၆27မှာဖိလစ်တိလူတို့ဒီဖန်စီ၍သူ၏မျက်စိကိုဖောက်ပြီးမှဂါဇာမြို့သို့ယူသွားပြီးလင်ကြီးဝါကျိုးနှင့်ချီနှောင်၍ ထောင်အိမ်၌ကျိတ်ကျိတ်ဆုံနဲ့ကျိတ်စီကြ၏ပြောမယ်ဆိုရင်သူရဲ့နောက်ဆုံးသောကာလကြီးကလူတွေရဲ့လောင်ပြောင်ခြင်းကိုခံရတယ်လူအယောက်တထောင်လက်နက် တစ်ခုတည်းနဲ့အလွယ်တကူတတ်နိုင်တဲ့လူတရားဟာနောက်ဆုံးသောချိန်မှာမျက်စိတွေဖောက်ခံရပြီးတော့လူတွေရဲ့တရွေးထဲမှာသူမြင်မျောခံရတယ်တကယ်ဆိုရှင်ဆုံရဲ့တတ်တာသူမမွေးခင်ကရွေးချယ်ခြင်းခံထားရတဲ့လူတယောက်သူ့အနေနဲ့ဘုရားသခင်မှာတစ္ဆာရှိရှိသူနေသွားမယ်ဆိုရင်ကျွန်တော်ဒီ ဖတ်ရတဲ့ကျွန်တော်ရှမ်ဆွန်ရဲ့တတ်တာတမျိုးတစ်ပုံပြောင်းလဲသွားလိမ့်မယ်။ဒါပေမဲ့အခုချိန်မှာသူ့ရဲ့ရွေးချယ်မှုတွေကဘာတွေလဲ။ဘုရားသခင်နဲ့အတူမပါရှိဘဲနဲ့သူ့ရဲ့အတ္တမှာဘုရားသခင်မလုံနဲ့ဆိုတဲ့ဟာတွေကိုသူတစ်ခုပြီးတစ်ခုချိုးဖောက်ပြီးတော့လှုပ်ဆောင်သွားတယ်။နောက်ဆုံးအဆုံးသတ်ကညီကောင်းကမလှခဲ့ဘူး။ပြောရမယ်ဆိုရင်ကျွန်တော်အတူယူစရာမလုံတင်ရမယ့်အရာတွေထဲမှာဆိုပြီးတော့သင်ငန်းစာအနေနဲ့ကြံခဲ့တယ်။ယောသတ်တတ္တမှာဆိုရင်လည်းကြည့်မယ်ဆိုရင်သူ့ရဲ့တတ္တမှာသူ့ရဲ့ရွေးချယ်မှုတွေကြောင့်ကျွန်တော်ယခုချိန်ထိအဲနာမည်တွေပေးကြတယ်။ ်ဆရာဆိုရင်လဲဂျောဆက်ကိုပေးတော့အဲ့ဒါအကြောင်းပဲဖြစ်မဲ့ထင်းတယ်เนาะဆရာရွေးချယ်မှုလေသူ့ရဲ့တတ်တာအတူယူစရာတွေနဲ့အဲ့လိုမျိုးယောသက်ယောသက်ဆိုပြီးတော့ရှမ်ဆုံဆိုပြီးတော့ပေးတဲ့လူရှားတော့ရှားလိမ့်မယ်အဲ့လိုမျိုးပဲကျွန်တော်တတ်တာမှာရောကျွန်တော်ဖျားသခင်ကိုတိတယ်ဆိုရဲဟာကျွန်တော်ဘလို့တိလဲနောက်တစ်ခုဓမ္မတိထဲကအကြောင်းအရာပြောခြင်းတယ်ဓမ္မတိထဲမှာလူထူးလူဆန်းလို့ပဲပြောရမလားတယောက်ရှိတယ်သခင်ယေရှုနဲ့၃နှစ်၃မိုးလုံးလုံးအတူရှိပြီးတော့ကျင်လည်ပြီးတော့သခင်ယေရှုကိုဖောက်ပြန်သွားတဲ့သူဘယ်သူလဲယူရာရှာကောဟုတ်တယ်နော် စဉ်းစားကြည့်ဘူးလားကျွန်တော်ဆိုတစ်ခါတစ်ခါကျရင်သူ့ဘဝကိုစဉ်းစားကြည့်တယ်ဒီသခင်ယေရှုနဲ့သူ့ရဲ့နမိတ်လက္ခဏာတွေပြုနေတဲ့အရာတွေသူ့ရဲ့တရားဟောချက်တွေကိုသူ၃နှစ်၃မိုးလုံးလုံးအတူပါရှိတဲ့လူတယောက်ကနောက်ဆုံးအချိန်မှာသခင်ယေရှုကိုရောင်းစားသွားတဲ့လူတစ္ဆဖောက်ကြီးသူ့ဘဝမှာအမြဲတမ်းကြားနေရတယ်နေ့စဉ်နဲ့တကွသခင်ယေရှုလုပ်နေတဲ့အရာတွေအသက်ရှင်နေထိုင်နေတဲ့အရာတွေကိုအမြဲတမ်းတွေ့နေရတဲ့လူတယောက်ကသူ့ရဲ့နောက်ဆုံးသောရွေးချယ်မှုကသခင်ယေရှုကိုတစ္ဆာဖောက်တယ်ရောင်းစားလိုက်တဲ့လူတယောက်အနေနဲ့သူကြံခဲ့တယ် အဲ့ဆိုကျွန်တော်ဒီမှာဒီကနေ့ဒီမှာရှိရဲ့လူတွေကျွန်တော်မေးချင်တာကျွန်တော်တက်တာမှာရောကျွန်တော်ဘာတွေသိထားလဲကျွန်တော်ရွေးချယ်နေရတဲ့အရာတွေကျွန်တော်ငယ်ရွယ်စဉ်ကမှကျွန်တော်ဘာတွေရွေးနေလဲရောသက်ကဲ့သို့တော့ကျွန်တော်အမြဲတမ်းဒီတွေးဆောင်ဖြားယောင်းခြင်းတွေကိုကျွန်တော်ငင်းနေမလားဒါမှမဟုတ်ရှမ်ဆုံလိုပဲရွေးချယ်ခြင်းခံရတာတိတိကြီးနဲ့ဘုရားသခင်ကိုမျက်ွယ်ပြုတ်နေမလားကျွန်တော်အမြဲတမ်းတော့ဘုရားကြောင်းလာတဲ့ဒီအရာကကျွန်တော်ကိုနှက်ရလဲစံစာကိုလေ့လာရင်းနဲ့ခွန်အားယူနေတာဖြစ်တယ် ကျွန်တော်လိုမျိုးအသက်25နှစ်အောက်တွေကတော့အများကြီးအများကြီးကြုံရအောင်မယ်နော်ကျွန်တော်တို့အသက်25နှစ်အောက်လူတွေအနေနဲ့ကျွန်တော်တို့နေ့လည်နေ့စဉ်တကွာမှာအများကြီးကြုံရအောင်မယ်အဲ့ဒါဆိုကျွန်တော်တို့နေ့တကွာမှာကျွန်တော်တော်ကဒီနေ့ဖျားချောင်းလာပြီးတော့သွေးဆောင်ဖျားချောင်းခြင်းတွေခံရရင်နော်အဲ့လိုဆိုတော့ကျွန်တော်တို့နေ့စဉ်တကွာနဲ့အများကြီးကြုံရမယ့်အချိန်မှာကျွန်တော်တို့ဘာရွေးချယ်မလဲဒေသနာစနစ်73 75ထဲဟာလေးနဲ့ကျွန်တော်ဖတ်ချင်တယ်အချုပ်အခြာစကားဟူမူကဖျားသခင်ကိုကြောက်ရွံ့ရင်ပြင်းရတော်တို့ကိုစောင်းရှောက်တော့ဤ၍ကလူနဲ့ဆိုင်သောအမှုအရာအလုံးစုံတို့ကိုချုပ်ချသတည်း အကြောင်းမူကားဖျားသခင်သည်ခသိန်းသောဟွက်ထားခြင်းမှဆ ảy ၍အလုံးစုံသောအမှုကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြော၍တရားသဖြင့်စီရင်တော်မူလက်တန်တီအလုံးစုံသောအမှု ကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြော၍တရားသဖြင့်စီရင်တော်မူလက်တန်တီတဲ့ကျွန်တော်ရွေးချယ်ထားတဲ့အရာအပေါ်မှာဖျားသခင်ကအမြဲတမ်းကျွန်တော်တို့ပြန်စီရင်မှာဖြစ်တယ်အဲအကြောင်းကျွန်တော်ဘာရွေးချယ်မလဲဆိုတာဒီတော့ခွန်အားယူဖို့ပြောရင်းနဲ့ဖျားသခင်ကောင်းကြည့်ကြပါစေ Told that boy now she